တာရရာရှိတဲ့မနက်ခင်းတစ်ခုမှာခရီးသွားစရာရှိလို့လေစိတ်ကိုတက္ကစီငှစီပြီးဆင်းခဲ့တယ်။တက္ကစီဒရိုက်ဘာကလူပြော်နဲ့တူပါရဲ့လမ်းတစ်လျှောက်လုံးမှာတချင်းကိုအေးဆေးလေချုံရင်ကားကိုမောင်းလာတယ်။ဒီလိုမောင်းလာတဲ့အချိန်မှာပဲလမ်းဘေးမှာပတ်ကင်ထိုးထားတဲ့ကားတစ်စင်းကကျွန်တော်တို့တက္ကစီကားရှိကိုအချိန်ပြင်းပြင်းဖြတ်ပြီးမောင်းသွားတယ်။ကျွန်တော်တို့တက္ကစီဆရာဘရိတ်အော်တာမြန်လို့သာပေါ့။ ဂျိန်းကနေစော်လိုက်မိကြလို့ကတော့ဆေးရုံရောက်ရင်ရောက်မယ်မตาပေါ်ရင်ပေါ်မယ်နှစ်ခုတည်းဟာကြိုက်ရရွေးပဲအမေရှေ့ကတကောင်သားကလဲပြန်ပြန်လှဲ့ကြည့်ပြီးဆဲသွားသေးတယ်ငပြူးကပြဲတယ်ဆိုတာမျိုးပေါ့သူကလဲမှားသေးဆဲလဲဆဲသေးဆိုတော့ကျွန်တော်ဒေါသတွေအလိမ့်လိုက်ထွက်လာတာပေါ့တက္ကစီဒရိုင်ဘာကတော့ဒေါသမထွက်တဲ့အပြင်ရှေ့ကဆဲသွားတဲ့ကားဒရိုင်ဘာကိုပြုံတောင်းပြလိုက်သေးတယ်ကျွန်တော်ဒေါသက တက္ကစီဒရိုက်ဘာပေါ်စုပြုံကြတယ်။အဲ့ဒီငတိကားကဝင်တက်ရင်ခမရရောက်ကျုပ်ပါမတာပေါ်မှာဒါကိုဘာကြောင့်ပြန်ပြုံးပြရတာလဲ။လေးသားမမနဲ့မေးလိုက်တယ်။တက္ကစီဆရာကတော့အေးဆေးပါပဲ။ဒီလိုလူမျိုးတွေက အမိုက်ထုတ်တွေအများကြီးတင်ထားတဲ့အမိုက်ကားနဲ့တူတယ်။သူတို့မှာအမိုက်နဲ့တူတဲ့ဒေါသတွေစိတ်ရှုပ်စရာတွေစိတ်ပြတ်မှုတွေနဲ့ပြည့်နေတာ။သူ့အမိုက်တွေကများလာတဲ့အခါအမိုက်တွန်ချစရာနေရာရှာတတ်တယ်။ ကျွန်တော်ငြိမ်းပြီးနားထောင်နေတယ်။ဒေါသကလည်းထွက်နေတာ။ဆက်ပြောရင်ကျွန်တော်လည်းအမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်။တခါတလေသူ့ဒေါသအမိုက်တွေခမည်းအပေါ်တွန့်ချလိမ့်မယ်။ခမည်းမယူရင်တော့ဘာမှမဖြစ်ပါဘူး။ပြုံပြသေးရင်ပြုံပြလိုက်။မသိသလိုနေသင့်တဲ့အခါမသိသလိုသာနေလိုက်ပါ။တို့ကိုစိတ်မဆိုးနဲ့။တို့အမိုက်ကိုကိုကယူပြီးအခြားသူကိုလက်ဆင့်မကမ်းမိစေနဲ့။တက္ကစီဒရိုင်ဘာရဲ့စကားကဟုတ်တုတ်တုံလူတော်တော်များများ မပြောမရှင်းဖြစ်နေကြတာစိတ်ညစ်နေကြတာရဲ့အတိတ်အကြောင်းရင်းကသူများတွေပြစ်လိုက်တဲ့အမိုက်တွေကိုလက်ခံထားမိလို့ပါတချို့လူတွေဟာသူတို့ရဲ့နေ့စဉ်ဘဝတဲကမကျေနပ်မှုတွေအလိုမကျမှုတွေဒေါသတွေကိုသူများကောင်းပေါ်ပုံချတင်ကြတယ်လက်ခံလိုက်မိလို့ကတော့ကိုယ်လဲအမိုက်တွေဖုံးလို့နန်းစော်နေတော့မှာပေါ့တက္ကစီဒရိုင်ဘာကိုတန့်စင်ကဒါကြောင့်တချင်းလေးတအေးအေးနဲ့ပျော့ပျော့နေနိုင်တာကို